မွန်ပြည်နယ်ဘီလင်းမြို့နယ်မင်းစောကျေးရွာရှိဖုံကြီးကျောင်းဘုံကျဲတိုက်ခိုက်ခံရတာကြောင့်အရသာနှုတ်ဦးတည်ဆုံးပြီးဆယ်ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တွေကတလွင်ထမ်းမှုပြောပါရယ်။ဧပြီလ19ရက်နေ့မနက်7:00နာရီအချိန်ခန့်မှာစစ်ကောင်စီတပ်ဟာတိုက်ပွဲမရှိဘဲမစောကျေးရွာရှိဖုံကြီးကျောင်းကိုတိုက်လေရင်နဲ့ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်သွားခဲ့တာပါ။ ဘုံကျဲမှုကြောင့်ဖုန်ကြီးကြောင့်မှာရှိတဲ့အသက်50ကျော်ရွယ်မြို့သမီးနှစ်ဦးတေဆုံးခဲ့ပြီးတန်ခါနဲ့ကိုရင်တွေအပါအဝင်10ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ် ဒဏ်ရာရရှိတဲ့သူတွေထဲမှာဒဏ်ရာပြင်းထန်တဲ့ကိုရင်တပောင်းထပ်မံတည်ဆုံသွားပြီလို့ပြောဆိုတာတွေရှိနေပေမဲ့တန်လွင်ထားအနေနဲ့တခြားဒီပြူနိုင်တာမရှိသေးပါဘူး။စစ်ကောင်စီတည့်ရဲ့ပုံကျဲမှုကြောင့်ဖုန်ကြီးကျောင်းအဆောက်အဦတွေအပါအဝင်ဖုန်ကြီးကျောင်းဘေးကနေအိမ်နှလုံးထိမှန်ပျက်စီးခဲ့ပါတယ်။စစ်ကောင်စီတပ်ပုံကျဲခဲ့တဲ့မင်းစောကြည့်ရဟာကရင်မျိုးသားစီယုံခရယန်ယူတထုံခရိုင်ရဲ့အုတ်ချုံနယ်မြေဖြစ်ပြီးပြီးခဲ့တဲ့နှစ်မတ်စတာတုန်းကလည်းမင်းစောကြည့်ရရှိအလဲရန်ကျောင်းဖုန်ကျဲခံရတာကြောင့်ကျောင်းဆောင်အဆောက်အဦတွေထိမှန်ပျက်စီးခဲ့ပါတယ်။ ်စစ်ကောင်စီတပ်ဟာငလင်ဘေးကြောင့်ဧပြီလ22ရက်နေ့ထိအပြစ်ခတ်ရဲစဲကြောင့်ကြေညာခဲ့ပေမဲ့တိုက်ပွဲမရှိဘဲအရသာပြည်သူတွေနေထိုင်ရာကျေးရွာတွေကိုနေစင်တဲ့အမျှပုံကျဲတိုက်ခိုက်မှုတွေဆက်လက်ကျူးလွန်နေတာဖြစ်ပါတယ်။